အဟုတ်ကဲ့မင်္ဂလာပါဒီနေ့ကျမဗောနောအစာအုပ်ဖတ်ပြီးတော့ပြန်လဲဝင်မြပေးသွားချင်ပါတယ်ဗောနောဖတ်ထားတဲ့အစာအုပ်လေးကတော့အောင်မြင်80စေကျော်တက်အလီထား9ချက်ဆိုတဲ့အစာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်ကိုဗောအကောင်းတာမြန်မာပြန်အပြန်ဆိုထားပါတယ်ဒီစာအုပ်လေးမှာတော့အပိုင်းက၄ပိုင်းရှိတယ်ဗောနောဒီနေ့မှာကျမကအပိုင်း1နဲ့2ကိုဖတ်ပြီးတော့ဝင်မြပေးချင်ပါတယ်အဲစာအုပ်မှာရေးသားထားတဲ့အကြောင်းအရာလေးကဗောနော ူကအကျမတို့ဘဝမှာအဲကျမတို့ဘဝမှာဖြစ်ဖြစ်လူတယောက်ရဲ့အဖို့ဘူပေါ့နော်အကျိုးအမြတ်အတွက်အသုံးချလို့ရတယ်လို့ပျက်စီးရဲ့လမ်းကိုလည်းမောင်းနေပေးနိုင်တဲ့အရာတစ်ခုအကြောင်းကိုဖော်ပြထားတယ်အဲဒါဆိုရင် သူကတော့စိတ်ရန်တရားတစ်ခုတော့မဟုတ်ပါဘူးစေရန်တရားတစ်ခုလို တိကျသေးတယ်ကျမတို့စီမံရှိရဲ့အသိဉာဏ်ပညာနဲ့အဲပေါင်းဆက်ပြီးတော့လှုပ်ဆောင်ပေးသွားတာဖြစ်တယ် ဲ့ဒီအရာကပေါ့နော်သူ့ကိုတကယ်လက်တွေ့ကြကြခိုင်ခိုင်မြဲမြဲလေ့ကျင့်ပြီးရယ်ဆိုရင်တော့ဒီကမ္ဘာလောကကြီးကိုကျမတို့ပိုင်ဆိုင်နေအောင်လုပ်ပေးရယ်ပေါ့နော်သူ့ကိုပို့ပို့ဆဆတကယ်လှောက်ဆောင်မယ်ဆိုရင်တော့အဲကျမတို့ကိုဖြစ်စီသွားနိုင်တဲ့အရာပေါ့နော်အဲကျမတို့ဘွားကိုတွတ်တက်အောင်လည်းလုပ်နိုင်တယ်အပြည့်စည်အောင်လည်းလုပ်နိုင်တယ်ဆိုတော့ဘာများဖြစ်မလဲပေါ့နော်ဒါကတော့ဘာလဲဆိုရင်အလီအထပါပဲပေါ့နော်ဒီစာအုပ်ကိုပထမမူရေးသားပြီးရဲ့အချိန်မှာပေါ့ ညီပညာဖွံ့ဖြိုးတိုးတက်မှုလည်းမရှိတဲ့အချိန်ဖြစ်တဲ့ social media ဆိုတာကအာမတုံးသေးတဲ့ခစ်ဖြစ်တယ်ပေါ့နော်အရင်ပြင်ဆင်ရကောင်းတယ်တဲ့အခုအချိန်မှာဆိုရင်ဒီကဘာကြီးမှာအပြောင်းလဲတွေအများကြီးရှိတယ်ပြောင်းလဲတိုးတက်နေတဲ့အရာအများကြီးရှိပေမဲ့ကျန်နေတဲ့မပြောင်းမလဲပဲနဲ့ကျန်နေတဲ့ကိစ္စတွေလည်းအများကြီးရှိပါသေးတယ်ပေါ့နော်အဲ့ဒီထဲကမှမပြောင်းလဲတဲ့အချက်ခုနှစ်ချက်ကိုဒီစာအုပ်လေးကနေပြီးတော့ဖော်ပြထားပေးတယ်အဲ တော့ဒီစာအုပ်ကိုဖတ်ပြီးတော့ဒီမှာဗောနော်အပိုင်း၄ပိုင်းလေးကတင့်နဲ့နှစ်ကိုဖတ်ပြီးတော့ကျမကြွဲ့အင်အားဖြစ်စေတဲ့စာကြောင်းလေးတွေနဲ့တင်ငန်းစာရရှိတဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုလေးထဲမှာဝင်မြသွားပေးချင်ပါတယ်။အာဟုတ်ကဲ့အရင်ဆုံးအနေနဲ့ကျမကဗောနော်အမ်စာခွန်အားဖြစ်စေတဲ့စာကြောင်းလေးတွေကိုဖတ်ပြချင်ပါတယ်ဗောနော်။အမ်နံပါတ်1အနေနဲ့အလေးအထလေးကအရာယူပါတဲ့။သူတို့ကို သူတို့ကတင့်ကိုဖန်တီးမှာလားချိုးဖြက်မှာလားကျမတို့ဘဝမှာရှုမြင်နေရှုတော့အမျိုးမျိုးရှိပါတယ်ကျမတို့ကိုယ့်အပေါ်ကိုချင်းမြင်နေတဲ့ paradigm ရှိသလိုအခြားသူအပေါ်ကြည့်တဲ့ paradigm အမျိုးမျိုးလည်းရှိပါတယ်တဲ့အာနေရာမှာတရားတို့ဒီဘယ်အခါမှမကြဆုံးအတွင်းမှအပြင်သို့တင်ဘဝကိုတင်ပြောင်းခြင်းရင်တင်ကိုယ်တိုင်ပြောင်းလဲရင်းနဲ့ပဲအရင်ဆုံးစတင်ပေးရမယ် ကျမတို့ကလူအမျိုးမျိုးပေါ်ဗဟုပြုဖို့အခြေခံနေုံနဲ့လိုအပ်တဲ့တည်ငြိမ်မှုမပေးစမ်းနိုင်ပါဘူး။သူတို့ကိုဗဟုပြုနေုံနဲ့ဘာပြေတနာမှဖြည့်ရှင်းလို့မရတာလည်းတွေ့ရတယ်။ပင်မစင်းမြင်ဒါမှမဟုတ်လောကနိယာမတရားဗဟုပြုချက်ကသာတကယ်စစ်မှန်တဲ့အရာဖြစ်တဲ့အကြောင်းကိုလည်းဖော်ပြထားပါတယ်။ကျင်နာမှုလောက်ရငယ်လေးတွေပြုလုပ်ပါဘောနော်။ငါဟာအင်အားစုဖြစ်တဲ့ ငါဟာငါဘဝရဲ့ကပတိန်ဖြစ်တယ်။ငါသဘောထားကိုငါယူတာငါကိုယ်ပိုင်ပျော်ရွှင်မှုမပျော်ရွှင်မှုအတွက်ငါတာဝန်ယူတယ်။ငါပန်းနိုင်သွားတဲ့အခါမှာငါဟာမောင်းသူခရီးတယ်မဟုတ်။ဘယ်လာရသွားမယ်တင်ဆုံးဖြတ်ပြီးရင်တင်ဆက်လမ်းမဲ့ခြေလမ်းတိုင်းအမြဲတမ်းလာရမှန်နေလိမ့်မယ်။အာဒီစာအုပ်ကိုဖတ်ပြီးတော့ကျမရဲ့ဘဝမှာတကယ်ပြန်ပြီးတော့ကိုကိုကို ထင်ဟမိစေတဲ့အရာ တွေးမိတဲ့အရာတွေလည်းအများကြီးရှိရပါတော့။ကျမဘဝမှာယူမန်ချက်တွေဖြစ်ချင်တာတွေရှိပေမဲ့ခဏအတွင်းမှာပဲအဲ့ဒီရဲ့ ညီမန်းချက်တွေဖြစ်ချင်တာရယ်ပျောက်ကွယ်သွားတဲ့အရာတွေလည်းရှိခဲ့တယ်။ညီမန်းချက်ဘာဖြစ်လို့လဲဆိုတော့ညီမန်းချက်ကိုအကြီးအကြီးထားပြီးတော့တင်းငယ်တဲ့အစင်းကနေပြီးတော့စားလုပ်ဖို့အတွက်တုံဆိုင်တဲ့အရာတွေရှိတယ်။တုံဆိုင်တဲ့အချိန်တွေရှိတယ်။အဲတင်းငယ်တဲ့အရာတွေကိုလှုပ်ဆောင်ခဲ့ရင်တောင်မှပဲပေါ့နော်။အဲညီမန်းချက်အတွက်တကယ်လှုပ်ဆောင်ဖို့အစပြုတဲ့တင်းငယ်တဲ့အစင်းတွေကိုလှုပ်ဆောင်ခဲ့မယ်ဆိုရင်လည်းအော်ဒီဇိုင်းမမက်လှုပ်ဆောင်ဖို့တက်ပေါ့နော်။အချိန်အနည်းငယ်အတွင်းမှာရလက်ကိုချက်ချင်းမြင်တွေ့ချင်တဲ့သူဖြစ်ခဲ့တယ်။ အဲ့လိုပဲပေါ့နော်အဲ့ဒီအရာအပြင်အလေးအကျင့်မဖြစ်ခင်မှာကျမတကယ်အဲ့ဒီအလေးအကျင့်ဖြစ်ဖို့အတွက်စူးစမ်းနေတဲ့အစ်စင်မှာပဲတကယ်ရက်တန်းလိုက်တယ်ဒါဆိုအလေးအကျင့်ဆိုတာကို အချိန်ပေးပြီးတော့လှုပ်ဆောင်ရမယ်ဆိုတာကိုနားလည်လာတယ်။ကျွန်မဒီရဲ့စာကိုဖတ်ပြီးတော့အော်အလေးချင်းကတကယ်သူပြောတယ်လို့ပဲကျွန်မရဲ့ဘဝကိုအောင်မြင်အောင်လုပ်ပေးနိုင်တယ်လို့တကယ်လက်တွေ့ကြုံတွေ့ခဲ့ရတယ်လို့ပဲရှုံးနေအောင်လည်းလုပ်ပေးရဲ့ဆိုတော့စာကိုနားလည်ရဲ့။ဒါကြောင့်အလေးချင်းကောင်းတွေကိုတကယ်မွေးမြူပြီးတော့ဒီမန်းချက်ကိုရောက်တဲ့အထိလှုပ်ဆောင်မယ်လို့သင်ငန်းစာရရှိရဲ့။အာကိုလူတိုင်းကတော့အောင်မြင်ခြင်းနဲ့တူတက်ခြင်းနဲ့ကျွန်မလည်းအဲ့ဒီထဲမှာပါရဲ့။ ပြောင်းလဲခြင်းနဲ့အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းနဲ့လို့ပြောပြီးတော့ဘယ်အချိန်ကြီးကြီးကိုကဒီပုံစံအတိုင်းပဲဖြစ်နေတဲ့အချိန်ကြီးတွေ့ရတဲ့အခါအာစိတ်တက်ကြရတယ်ပေါ့နော်ယုံကြည်မှုကိုကိုပျောက်ဆုံးလာတဲ့အချိန်ကြီးရှိတယ်အဲကျွန်မအဲ့ဒီရဲ့အရာတွေကိုမဖြစ်ဖို့ဘာလဲဆိုရင်ကျွန်မက လောက်ဆောင်မှုဆုံးဖြတ်တဲ့အရာတိုင်းကိုအမှန်တကယ်လောက်ဆောင်ရမှာဖြစ်တယ်။ကျမတို့ပန်းတိုင်းကိုကျမတို့ကိုယ်တိုင်ထိန်းချုပ်ထားရမှာကျမတို့လူချင်းတဲ့ပန်းတိုင်းကိုကျမတို့ကအာထိန်းချုပ်ပြီးတော့ကျမတို့ကအရောက်လှမ်းသွားရမှာဖြစ်တယ်။ကျမတို့ကတကယ်လို့မထိန်းချုပ်ထားဘူးဆိုရင်မဟုတ်ဘူးဆိုရင်အဲတခြားတဲ့အရာတခြားတဲ့သူတွေကထိန်းချုပ်ထားမှာဖြစ်တယ်။ဒါဆိုဒီဥစ္စာကိုတွေ့ပြီးတော့ကျမကဒီနေ့အစားပြီးကျမလောက်ဆောင်ရမယ့်အမရာအစီအစဉ်အားလုံးကိုတကယ်လက်တွေ့လောက်ဆောင်မယ်လို့ ဟိုတင်ငင်းစာရရှိပါရဲ့ဗောနော်